ုင်ငံကြီးမင်္ဂလာပါရှင်ကတိနူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်။စင်ကူးတွင်ပြည်သူနှင့်ဆက်ဆံရာတွင်အပြုမိုဘိုင်းအားနဲ့ရောင်းရတဲ့ PDF ရဲဘော်များအလုံးကိုအေးအေးယူမီဖြစ်ပြီးရဲဘော်များနဲ့အချင်းများကဲ့သည့်လူပုဂ္ဂိုလ်နှင့်မိသားစုဝင်များကိုလည်းဖမ်းဆီးအေးအေးယူမှုတစုံတရာလုပ်ပေးရမရှိဘူးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်တွင်ပြည်သူလူထုအပေါ်ဆက်ဆံရာတွင်အပြုမိုဘိုင်းဆိုင်ရာရောင်းနေပြီး အားနည်းသွားခဲ့တဲ့တာဝန်ရှိရဲဘော်များကိုတတိပေးအရေးယူမှုများလှုံ့ဆော်သွားမည်ဖြစ်ကြောင်းစင်ကူးမြို့နယ်အရေးပေါ်အချုပ်ရေးကော်မတီအရင်းအမူကအခုလိုပဲပြောဆိုထားပါရယ်။ရမန်နေ့အောက်တိုဘာလ17ရက်နေ့ညနေ3နာရီခန့်တွင်စင်ကူးမြို့နယ်ရှိပြည်သူမိသားစုတစုနေရတဲ့ Starlink Internet တက်ဆင်အသုံးပြုမှုနဲ့ပတ်သက်ပြီးစင်ကူးမြို့နယ်အရေးပေါ်အချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့စီမံစည်းကမ်းအချို့ကိုချိုးဖောက်တည်ဟုဆိုကအရေးယူရန်တွားရောက်တဲ့ရဲဘော်များနဲ့ပြည်သူ့ မိသားစုဝင်များအကြားအငင်းကုံဖြစ်ကစကားများခဲ့ခြင်းဖြစ်ပါတယ်အခုလိုပြည်သူလူထုနဲ့အခြေများခဲ့တဲ့တာဝန်ကြရဲဘော်များကိုစင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးကော်မတီအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအတိပေးပြောဆိုထားပါတယ်ကျွန်တော်တို့ဘက်ကတော့ဒီလက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီးအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကနေ တာဝန်ကျတဲ့ရဲဘော်တွေအပေါ်မှာရောဒီမီသားစုအပေါ်မှာရောတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဖြည့်ရှင်းသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ရဲဘော်တွေဘက်ကအပြုမိုဘိုင်းဆိုင်ရာရော့ရဲသွားမှုအားနည်းသွားမှုတွေနဲ့ပတ်သက်ပြီးတော့လဲတာဝန်ကျတဲ့ရဲဘော်တွေအားလုံးကိုတတိပေးအရေးယူမှုတွေလှုပ်ဆောင်သွားမှာပါ။မကြာခင်မှာတော့တရားဝင်သတင်းထုတ်ပြန်မှုလည်းရှိပါတယ်လို့စင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းရင်မှုကအခုလိုပဲပြောဆိုထားပါတယ်။ဒါအပြင် Starlink Internet စီကံချိုးဖောက်မှု ကဲ့သို့မိသားစုနှင့်လည်းတွေ့ဆုံညှိနှိုင်းဖြစ်ရှင်းသွားမည်ဖြစ်ကြောင်းယခုလောလောဆယ်တွင်မြည်သူတဦးတယောက်မှအရေးယူထားခြင်းမရှိဘဲစတားလင်အသွင်ပြုမှုစီမင်းစီကံချိုးဖောက်မှုနှင့်စတားလင်ဆက်ကိုယာယီထိန်းသိမ်းထားကြောင်းသိရှိရပါသည်လောလောဆယ်အရေးယူဆောင်ရွက်မှုကလူပုဂ္ဂိုလ်အပေါ်မှာလုံးဝမရှိပါဘူးစီမင်းစီကံချိုးဖောက်ခဲ့တဲ့အတွက် စတားလင်းနဲ့ပတ်သက်တဲ့စီးမျဉ်းစည်းကမ်းထဲမှာပါတဲ့အတိုင်းပဲစတားလင်းအင်တာနက်ဆက်ကိုယာယီထိန်းသိမ်းထားတဲ့တခုပဲရှိပါတယ်မိသားစုပုံမှန်ရောလူတွေပုံမှန်ရောအရေးယူမှုတစုံတရာပြုလုပ်ထားခြင်းလုံးဝမရှိပါဘူးအဲ့ဒီမိသားစုနဲ့မျက်နှာစုံညီတွေ့ဆုံဖြည့်ရှင်းမှုအတွက်ဒီနေ့ညနေကိုချိန်းဆထားပါတယ်ပြီးရင်အဲ့ဒီနောက်ဆက်တွဲ statement တွေလည်းစင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့တရားဝင်ထုတ်ပြန်သွားဖို့ရှိပါတယ်လို့စင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းရင်းမှုကအခုလိုပဲရှင်းပြထားပါတယ် ဆင်ကူးမျိုးနယ်အတွင်း၌ Starlink Internet ကိုအိမ်သုံးသီးသန့်အတွက်သာခွင့်ပြုမည်ဖြစ်ပြီးအများပြည်သူလူထုကိုအခကျင်းဝင်နှင့်မျှဝေသုံးစွဲခွင့်နှင့် Starlink Internet Line ခွဲသုံးစွဲခြင်းကိုလုံးဝခွင့်ပြုကြောင်းအသုံးပြုမည် Starlink ဆက်ကို password ဖြင့်သာအသုံးပြုရမည်ဖြစ်ပြီး public အားအသုံးပြုခွင့်ပေးမည်ဆိုပါကသက်ဆိုင်ရာတာဝန်ရှိသူများထံသို့တင်ပြလျှောက်ထားရမည်ဖြစ်ပြီးခွင့်ပြုချက်ရမှသာသုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်းဆင်ကူးမျိုးနယ်အရေးပေါ်အချုပ်ရေးကော်မတီကပြီးခဲ့တဲ့ August 24ရက်နေ့ကထုတ်ပြန်ထားပါသည်။ ဒါအပြင်ခွင့်ပြုချက်အရငွေသွင်းငွေထုတ်နဲ့အရေးပေါ်ကျန်းမာရေးကိစ္စများအတွက်အသုံးပြုရရှိပါကအသုံးပြုသူရဲ့အမည်နိုင်ငံသားစီစီရေးကပ်ပြအမှန်နဲ့နေရလိပ်စာအပြည့်စုံကိုမှတ်တမ်းတင်ထားရမည်ဖြစ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူများကစစ်ဆေးတဲ့အချိန်တွင်ပြသရမည်ဖြစ်ကြောင်း Starlink Internet အသုံးပြု၍နယ်မြေအတွင်းလုံခြုံရေးကြိုးပမ်းမှုများပေါ်ပေါက်လာပါက Starlink ဆက်ပိုင်ရှင်ကတာဝန်ယူတာဝန်ခံမည်ဖြစ်ကြောင်းဆက်လက်ဖော်ပြထားပါသည် အဆိုပါစီးပင်းစည်းကမ်းများကိုဖောက်ပြက်ကြောင်းစစ်ဆေးတွေ့ရှိပါကပထမအကြိမ်တွင်တန်ကျင်းငွေ30သိန်းကျပ်ဒုတိယအကြိမ်တွင်သိန်း20ကျပ်နှင့်တတိယအကြိမ်တွင် Starling ကို30အရေးယူခြင်းခံရမိကြောင်းနှင့်သိန်း30ခံရတဲ့ Starling များကိုလေးလအကြာတွင်ပြန်လည်ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်းအသိပေးထားပါသည်ပြဒနာကမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့စတားလင်သုံးဆွဲမှုဆိုင်ရာစီကံများကိုထုတ်ပြန်ထားရှင်း ပြင်ဖြစ်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့စီကန်အနေနဲ့က public use ပေါ့ internet cafe လို့မျိုး starling ကိုအခကျင်းငွေနဲ့ရောင်းချတာကိုကန့်သက်ထားပါတယ်။အဲ့ဒီကန့်သက်ထားတဲ့စီမင်းစီကန်ကိုချိုးပေါက်တဲ့ starling ပိုင်ရှင်ကိုတွားပြီးအေးအေးယူတာကနေဒီဖြစ်စင်မှာဖြစ်ခဲ့တာပါ။ starling ဆက်တက်ထားတဲ့ကိစ္စမဟုတ်ပါဘူး။ starling ဆက်တက်တာကိုမြို့နယ်အတွင်းမှာ register လုပ်ပြီးတော့သက်ဆိုင်ရာစီမင်းစီကန်များအတိုင်းအသုံးပြုမယ်ဆိုရင်တရားဝင်အသုံးပြုခွင့်ကိုလူတိုင်းကိုအကုန်လုံးကိုခွင့်ပြုထားပါတယ်။ အဓိကကကန့်သက်ထားတဲ့စီမင်းစည်းကမ်းတချို့ပဲရှိပါတယ်။အဲ့ဒီထဲမှာအဓိကအကြဆုံးကစောစောကပြောတဲ့အတိုင်း Public View ပေါ့။အဲ့ဒီ Public View စီမင်းစည်းကမ်းတွေချိုးပေါက်တဲ့အတွက်ကြောင့်တွားရောက်ထိန်းသိမ်းရကနေမှဒီဖြစ်စဉ်ဖြစ်ခဲ့တာပါ။ဒီစီမင်းစည်းကမ်းချိုးပေါက်တယ်ဆိုတဲ့ကိစ္စကကျွန်တော်တို့ဘက်ကယူဆချက်ကဒီစီမင်းစည်းကမ်းတွေကိုတည်တည်လည်နဲ့ချိုးပေါက်တယ်ပေါ့။ဒါကပထမတစ်ကြိမ်ဖြစ်သွားတဲ့ကိစ္စမဟုတ်ပါဘူး။ဒီဆက်ကိုတွားသိမ်းတာတတိယအကြိမ်မြောက်မှဖြစ်တဲ့ကိစ္စပါလို့ စင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းဘုကအခုလိုပြောဆိုတဲ့အကြောင်းသိရှိရပါတယ်ရှင်။စေအုပ်စုရဲ့အလေအညာပေါ်ပြီးမနေ့ကထုတ်ပြန်လိုက်တဲ့မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ကြေညာချက်တွင်မြန်မာစေအုပ်စုမှမလေးရှားနိုင်ငံခြားရေးဝန်ကြီးအား ASEAN မှာရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူများစေလွှတ်ပေးရန်ဖိတ်ကြားခဲ့တယ်လို့သိရှိရပါတယ်။ ၎င်းတို့ပြောသလိုမလေးရှားမှလေးလာသူများဆေးလွတ်ပေးရဆိုတဲ့အကြောင်းတလုံးတစ်ပါးသာမှမပါခဲ့ပဲမင်းအောင်လိုင်းကိုယ်တိုင်တက်ခွင့်မရရှာတဲ့၎င်းရဲ့ဖိတ်ခေါ်ချက်ကိုလာမယ့်အာဆီယံစည်းဝေးတွင်ကိုစားတင်ပြသွားမည်ဟုသိရပါဗျ။ထိုအစားအရက်သားများနဲ့အရက်ဖက်ကအဆောက်အုံများအားတိုက်ခိုက်နေမှုများရက်ဆိုင်ပေးရန်နှင့်လူသားချင်းစာနာထောက်ထားမှုနှင့်အကူအညီများပေးနိုင်ရေးကန့်သတ်မှုမထားပဲလမ်းဖွင့်ပေးရန်တိုက်တွန်းသွားခဲ့တယ်လို့မလေးရှားအစိုးရဘက်မှထုတ်ပြန်ခဲ့တဲ့သတင်းကြေညာချက်တွင်ပါရှိလာခဲ့ပါဗျ။ မလေးရှားတက်သည့်ပညာရှင်များကျွမ်းကျင်သူများရဲ့မြန်မာစစ်အုပ်စုရဲ့အတုံးချခံလိုက်ရမှုအတွက်နိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်ရဲ့ပြစ်တင်ဝေဖန်လိုက်ပြန်ပါတယ်အာဆီယံရဲ့ရည်တည်ချက်အားအလွဲသုံးစားမခံရရေးတည်ကြအောင်ဆောင်ရွက်ရမည်ဆိုကတင်ညာချက်ထုတ်ပြန်လာပါတယ်၎င်းတို့ရဲ့ငင်းကြင်ဂရိကဝတ်များအားလိုက်နာရင်ရွေချက်မရှိကြောင်းကိုလည်းဖျောင်းနိုင်မှလွဲပြီးအဲ့တို့တချောင်းမှပါမလာတော့သတင်းကျွတ်မိထုံပွဲလားလူဒူလား ရာဂလိုက်တာနဲ့အပေါ်တက်တဲ့မှာဘုံပစ်ချတိုက်ခတ်ခဲ့ခြင်းကိုလည်းထောက်ပြလာခဲ့ပါဗျ။နောက်ဆိုရင်ရောက်လာသူများကမင်းအောင်လိုင်ကရှေ့စကားပဲမဟာရဲအောင်ဖြစ်ရှာတော့မယ်။အရာရာကိုကိုလိုရာဆွဲတွေးပြီးပြောနေသူလည်းဖြစ်ပြီးအခုလွန်အလင်းအညာကို၎င်းတို့အားထောက်ခံနေသူများတော့သိနိုင်မယ်လည်းမဟုတ်ပဲ။၎င်းတို့လင်ညာရာကျိုးမနဲ့ပဲရည်ရွယ်ချက်ကအထမြောက်သွားပါတယ်။၎င်းတို့ဖို့ကကြိမဲ့သူ 6D 6တောက်ဖြစ်နေတဲ့ဇက်ယုံကြီးတွေကရွေးကောက်ပွဲဆိုတဲ့စင်တင်ပြဆက်ကြီးလိုလူလူအားဖျက်လျှောက်အဖြစ်အသုံးချကကပြကြအောင်မှာပဲဖြစ်ပါတယ်။အသုံးတော်ခံမဲ့မင်းသားကလည်းရိုဟင်ဂျာအရင်လူလူကိုဖိနှိပ်ညှဉ်းဆဲအကြမ်းဖက်တပ်ဖြတ်နေတဲ့အရေးတိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့စူများစိုက်ဝင်နေတော့ခြေအစုံနဲ့ထော့နဲ့ထော့နဲ့ကပြအသုံးတော်ခံအောင်မှာဖြစ်တာကိုသိထားကြလဲဘသူမှစိတ်မဝင်စားကြပဲရှေ့လျှောက်ဘာဖြစ်မလဲဆိုတာကိုသာသိနေခြင်းဖြစ်နေကြပါတယ်။ယခုဆိုရင်၎င်းတို့လုံးမဲ့ ရွေးကောက်ပွဲဟာမဲစည်ရင်များကွဲလွဲမှုမပြည့်စုံမှုများလိုအပ်ချက်များရှိနေကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်ဝန်ကြီးဆိုသူမြင့်ကျိုင်ကဝန်ခံပြောဆိုသွားပါတယ်။ဒါအပြင်ဘူးလတ်လဆွေကလည်းနေပြည်တော်တွင်အခုလိုဖြစ်နေကြောင်းပြောဆိုထားပြီးဖြစ်ပါတယ်။၎င်းတို့အခုလိုပြောလာခြင်းမှာ တော်ရုံတန်ရုံမဟုတ်ပဲမြင်မကောင်းအောင်ဖြစ်နေသောကြောင့်ဖြစ်ပါတယ်။အစံဖက်စစ်တပ်ကပြုလုပ်မဲ့မြေတိကျွေးကောက်ပွဲကိုမစိုးညင်းပယ်ရန်နဲ့အတိအမှတ်မပြုရန်နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအပါအဝင်အချက်၅ချက်ဆောင်ရွက်ပေးရန်အာဆီယံသို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH NUCC နဲ့ကရင် KNU ချင်း CNF ကချင် KPICD ကရင်နီး KNPB REC အပါအဝင်တော်လှန်ရေးတပ်များနဲ့အဖွဲ့အစည်းပေါင်း20ကယနေ့ကြေညာချက်ထုတ်ပြန်တောင်းဆိုရလို့ခုလိုပဲဖော်ပြထားပါတယ်အာဆီယံအနေနဲ့အကြံပေးစစ်တပ်ကပြုလုပ်မဲ့မြည်သည့်ရွေးကောက်ပွဲကိုမစိုးညင်းပယ်ရန်နဲ့အတိအမှတ်မပြုရန်အရက်သားများအကြံဖက်မှုမှကာကွယ်နိုင်ရေး အရေးယူဆောင်ရွက်မှုများချက်ချင်းလှုပ်ဆောင်ရန်စစ်တပ်ရဲ့အကြမ်းဖက်ရက်စက်မှုများအပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ရန်ဒေါန်ဆန်းစုကြည်တမရဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိချက်ချင်းလှုပ်ပေးရေးတောင်းဆိုပေးရန်တော်လှန်ရေးအဖွဲ့များကစုပေါင်းတောင်းဆိုထားတယ်လို့ခုလိုပဲသိရပါဗျ။စေအောင်စုဟာတစ်ဖက်မှနိုင်ငံတကာမှ၎င်းတို့အားတူတူတန်တန်ဆက်ဆံလာရန်ကမူးရှူလို့လုပ်နေတော်လဲတစ်ဖက်တွင်စစ်အနိုင်တိုက်ရေးလမ်းစဉ်နဲ့လူမှုအပေါ်အကြမ်းဖက်နေမှုကိုမယံမနာပြုလုပ်နေတဲ့ကြားပြားများနေတာဖြစ်ကြောင်းခုလိုပဲသိ ရှိရပါတယ်ရှင်။